ဆောင်းချစ်တတိမပိုင်ရင်လည်းပညာမဖြစ်ဘူးပညာမပိုင်ရင်လည်းတတိရဲ့အကျိုးတရားဟာကြီးမားမှာမဟုတ်ဘူးပညာပါမှကြီးပွားတယ်စာပေကျမ်းကမှဘယ်လိုဆိုတော့ဆိုရင် နာဟိတတိဝိရိတာပညာနာမအဋ္ဌိလောကမှာတတိမပါတဲ့ပညာဆိုတာမရှိဘူးတတိမရှိဘဲနဲ့ပညာဖြစ်တယ်ဆိုတာမရှိဘူးလို့ဆိုလို့နော်ပညာအစ်စ်မဖြစ်ဘူး ပညာဆိုတာဒီကနေ့ခေတ်လူတွေပြောနေကြတက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေမှာသင်တာကိုပညာသင်တယ်လို့ပြောတာတကယ်ကတော့အဲ့ဒါပညာမဟုတ်ဘူးသူတ္တလို့ခေါ်တဲ့ subject matter ကိုသင်ခြင်းသာလည်းဖြစ်တယ် subject matter ကိုပဲသင်ခြင်းကိုသာဖြစ်တယ်အဲ့ဒီ subject matter သင်လို့ပြီးစီးသွားတာကို certificate ပေးတာဟုတ်တာဖွဲ့ရတယ်လို့ခေါ်တယ်အဲ့ဒီမှာရင်ရနေလို့ရှိရင်ပညာဆိုတာမရဘူး ပညာဆိုတာပါတော့ဆိုရင်တင်ထားတဲ့အကြောင်းအရာနဲ့ဘဝမှာလက်တွေ့အသုံးချလို့သိလာတဲ့အသိအချမ်းမှပညာ experience လို့ပြောရမှာပေါ့နော်ဆိုပါတော့ဆေးပညာတင်ထားတယ်စိတ်ကူမစားဘူးအယောင်းဝယ်လုပ်ငန်းနဲ့လုပ်တယ်ဆေးပညာဆိုတဲ့ဆေး subject matter လို့ခေါ်တယ်ပညာရက်တွေကိုတော့နားလဲသို့တော့ ကြာရင်ယောဂပြောင်းအောင်ကုတ်ပါမလားအဲ့ဒီပုံပေါ်အတွေ့အကြုံမရှိတော့ဘူးဆိုရင်ကိုယ်ရင်လည်းမှားကုန်တော့မှာအဲ့ဒီသဘောပဲပညာဆိုတာ subject matter ပေါ်မှာစဉ်းစားမှပေါ်လာတဲ့အသည့်လက်တွေ့အသုံးချတဲ့အခါမှာအတွေ့အကြုံကနေဖြစ်ပေါ်လာတဲ့ဟာမှာပညာဒါကြောင့်တကယ်သူကောလိပ်တွေမှာသင်တာဟာပညာဖြစ်ဖို့သင်တဲ့ subject matter များတာဖြစ်တဲ့အကြောင်းအရာ subject ပညာရတ္တလင်ဖြစ်တယ်ပညာမဟုတ်သေးဘူးအဲ့ဒီပညာရက်ကိုအသုံးချပြီးတော့တည်တဲ့အတိကြာတော့ပါပညာဒါကြောင့်မို့သူတ္တနဲ့ပညာနှစ်ခုခွဲထားခွဲထားသူတ္တကိုလန်းနှင်းလို့ဘာသာပြန်ပြီးတော့ပညာကြတော့မှ wisdom knowledge ဒီလိုသွားအဲ့ဒီနှစ်ခုကို क्वे ဖို့လိုတယ်ပေါ့နော် क्वे ဖို့လိုတယ်သူတ္တကိုစီဘူးအထောက်အမှာပဲ စာပေကျမ်းအမှာဘယ်လိုဆိုထားတော့ဆိုရင်သုတ္တာသုတ္တဝတ္တနီပင်ញင်တဲ့စိတ်ဆန္ဒဟာသုတ္တကိုရာခြင်းအကြောင်းဖြစ်တယ်။ပင်ញင်တဲ့စိတ်ဆန္ဒကြောင့်တင်လိုက်တော့အကြောင်းအရာတွေသိလာတယ်ဒီလိုဆိုလို့သုတ္တံပညာယဝတ္ထနာအဲ့ဒီသင်ယူခြင်းကအတိပညာကိုတိုးပွားစေတယ်။ဟောပညာကသုတ္တပြီးမှလာတာနော်။သုတ္တပြီးမှလာတာ။ ပညာယအထံသာနာတိပညာရဲ့သဘောတရားဟာဘဝအထိဖယ်ကိုနားလဲတာမှပညာပညာယအထံသာနာတိဒိဗေကိုနားလဲညာတော်အထုံဒုက္ခဝတိလာတဲ့ပညာယကမှတိလာလို့ပညာဖြင့်တိရတဲ့အကျိုးအကြောင်းကမှချမ်းသာဒုက္ခကိုရရှိပါတယ်လို့ဒီလိုစပေကြမ်းမှာခွဲပြီးတော့ဆိုထား ်မြတ်စွာဘုရားဟောတဲ့အရေးချင်းနေတယ်မှာလည်းပဲသုတ္တနဲ့ပညာတခြားစီပဲဒါကြောင့်မို့သုတ္တကိုရအောင်ယူပြီးတော့ပညာကိုရအောင်လုပ်ဖို့လိုအပ်တယ်သုတ္တလေးနဲ့ရင်ရနေလို့ရှိရင်ပညာပဲရောက်မှာမဟုတ်ဘူးဒီလိုသဘောပေါက်မှာဖြစ်တယ်အဲ့ခုလည်းပဲတရားဓမ္မနာယူနေတဲ့အခါမှာ subject matter လို့ခေါ်တဲ့တွေးเสียအကြောင်းအရာတွေမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကို သိရှိနေကြအဲ့ဒီသိရှိနေတဲ့အဆုံးမစကားတွေကိုလက်တွေ့ဘဝမှာအသုံးချလိုက်လို့သိရှိလာလည်ပြီးအကျိုးရလာပြီးဆိုတော့မှပညာဆိုတာဖြစ်လာမှာဖြစ်တယ်ပေါ့အဲ့ဒီပညာမှကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေအခုမြတ်စွာဘုရားဆုံးမတဲ့စကားကိုပဲချိမနတာစေပတ္တနေနပန္တတိဝါကရောတိဝါ အလောအရောဒအမောဟမေတ္တာစတဲ့ကောင်းတဲ့သဘာဝတရားတွေကြောင့်မေတ္တာကရုဏာမုရိတဥပေက္ခာဆိုတဲ့သဘာဝတရားတွေနဲ့မွှန်းထုံထားလို့စင်ကြယ်မြင့်မြတ်တန်ရှင်းနေတဲ့စိတ်ဓာတ်နဲ့ပါသတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင် တတောဏံဒုက္ခမနွေတိအဲ့ဒီပြုလုပ်မှုပြောဆိုမှုကြောင့်သူထံကို အစဉ်ပြေမှုချမ်းသာဒုက္ခတွေဟာစင်စမပြလိုက်ပါနေမှာဖြစ်တယ်ဆာယဝအနပါယိအယိတ်ဆိုတာကိုယ်နဲ့ထက်ချက်မကွာ ပါနေတယ်လို့ပဲလို့